အလုံးမမင်လာပါအန်တာဘာမိဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအတန်းပါ ကျောင်းလပ်ပူတင်ရဆိုလို့ရှိရင်တော့ဒီလာမဲ့ဆမ်မားမှာဒါအသင်းကနေအလွတ်ပြောင်းရွှေ့ခြင်းနဲ့အတူပေါ့နော်ဒါ Real Madrid အသင်းကိုပြောင်းရွှေ့မယ်အသင်းရင်ဒါဒုတိယအသင်းတော်ဆောင်လည်းဖြစ်တယ်ပေါ့နော်ဒါ Trent Alexander Arnold ရဲ့နေရာမှာအစားထိုးဖို့အတွက် Bayer Leverkusen အသင်းရဲ့ပေါ့နော်ဒါနောက်တန်းတစားသမား Jeremy Frimpong ကိုစိတ်ဝင်စားနေတယ်ရင်းသူ့ကိုခေါ်ယူဖို့အတွက်အဆက်အသွယ်လည်းစပြီးလုပ်နေပြီပြီးတော့လို့ရှိရင်တစားသမားအနေနဲ့လည်းဒါအသင်းကိုပြောင်းရွှေ့ဖို့အတွက်စိတ်ဝင်စားနေတဲ့သတင်းတွေကိုတော့ဒါဒီနေ့မနက်မှာတော်တော်လေးကြကြလောင်လောင်ထွက်လာတဲ့အတွက်ကျွန်တော်မြင်တွေ့ခဲ့ရတယ်အထူးသဖြင့်ဆိုလို့ရှိရင် နာမည်ကြီးပေါ့နော်ပြောင်းရွှေ့သတင်းသမားတယောက်ဖြစ်တဲ့ Fabrizio Romano ကိုတိုင်လိုရာဒီသတင်းလိုတင်လာခဲ့တဲ့အတွက်ဘာပဲပြောကျွန်တော် reliable territory မှာဆိုလို့ရှိရင် AA ဆင်းလောက်ဒီကျွန်တော်တို့ပြန်ပြီးတော့သတ်မှတ်လို့ရတယ်ဒါအသင်းရဲ့လမ်းကြောင်းကလည်း frame bound ကိုလိုချင်တယ်ဆိုတဲ့ဘက်တော့နည်းနည်းလေးပူပြီးရိမ့်လာတဲ့ဘက်တော့ရှိတယ်ပေါ့နော်အသက်24နှစ်အရွယ် frame bound နေနဲ့ဆိုလို့ရှိရင်ဒါ Manchester City Academy ထွက်တစားသမားပြီးသားလို့ရှိရင်သူအနေနဲ့7အသင်းမှာတစားတယ်နောက်ဆုံးနေနဲ့ဆိုလို့ရှိရင်တော့ Bayer Leverkusen အသင်းနဲ့မှနစ်ကဆိုလို့ရှိရင်လောကခြေစွမ်းပြပြီးတော့ဒါသူတို့အနေနဲ့တရာစီလုံးမှာရှုံးပွဲ ွဲတပွဲပဲရှိတယ်ပြီးတော့ဗောနော်ပြည်တွင်းဖလားတွေကိုရအောင်ယူနိုင်တယ်ရယ်ယူရိုပါလိဖိုင်နယ်မှာဆိုလို့ရှိရင်လည်းကမ္ဘာထောင်းဝင်းနဲ့အတ္လန်တာအသင်းတို့ဖိုင်နယ်ရောက်မှာရှုံးနေတဲ့အတွက်ထရိုပါမရခဲ့တဲ့အနေထားကနေကြုံတွေ့ရရတဲ့တစားသမားဒီရာသီမှာဆိုလို့ရှိရင်လည်းမနစ်ကရာသီလောက်မဟုတ်သည့်တိုင်အောင်ဘေလီဗာရူစင်တသင်းလုံးနေနေဆိုလို့ရှိရင်မနစ်ကရာသီလောက်မဟုတ်ဘဲနဲ့ဒါဂျာမနီပြည်တွင်းလိမာတို့ပဲလက်ရှိမှာဘိုင်ယန်မြူနစ်အသင်းတို့သူတို့ရဲ့ချန်ပီယံဘွဲတို့လွဲပြောင်းပေးလိုက်ရတဲ့အထိအနေထားကနည်းနည်းလေးအပြောင်းလဲရှိတယ်သူအနေနဲ့ဆိုလို့ရှိရင်တော့လီဗာပူးသင်းကခေါ်ချင်တယ်ဆိုလို့ရှိရင်နှစ်သင်းကြားမှာညှိနှိုင်းစရာ အများကြီးသိမ့်မလို့ပဲနဲ့ relative loss ကိုကျွန်တော်တို့ပေးပြီးတော့ခေါ်လို့ရမယ် relative loss နေနဲ့ဆိုလို့ရှိရင် euro အဖြစ်35တန်းပတ်ချလဲမှာရှိမယ် pound sterling အဖြစ်ဆိုလို့ရှိရင်တော့20ကိုတန်းခွဲပေါ့နော် pound တန်း30လောက်နဲ့အနေထားမှာဆိုလို့ရှိရင်ဒါတစားသမားကလည်းအသင်းကိုစိတ်ဝင်စားနေတဲ့အနေထားဆိုလို့ရှိရင်တော့ဒါ liverpool အသင်းကို friend pound နေနဲ့ရောက်လာဖို့အတွက်အနေထားကတော်တော်လေးများတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ် friend pound ရောက်လာမယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့နည်းနည်းလေးနိုင်ရှင်ရမှာတခါတော့ဒါဘာလဲဆိုလို့ရှိရင်အသင်းကနေထွက်သွားမယ်နောက်ထပ်လို့တစားသမားဖြစ်တဲ့ track alexander arnold နဲ့ကျွန်တော် င်းတွေနည်းနည်းလေးနိုင်ရှယ်ရမယ်အဖရင်ဘောင်တွေနဲ့ဆိုလို့ရှိရင်မနစ်ကရာသီဘယ်ရလိုဘလိုဆင်တဲ့ Bundesliga ရာတုံးလားဆိုလို့ရှိရင်14 rotate အတွင်းယူနိုင်လေပြီးတော့12 rotate assist လုပ်နိုင်နေတယ်ဒါကတော်တော်လေးတော့ကောင်းမွန်တဲ့ခြေစွမ်းလို့ပြောလို့ရတယ်မနစ်ကရာသီဒီရာသီမှာဆိုလို့ရှိရင်သူ့အနေနဲ့စုစုပေါင်း48ပွဲတစားတယ်ပြီးတော့လို့ရှိရင်38ပွဲပွဲထွက်ခွင့်ရခဲ့ပြီးတော့ twin goal ဆိုလို့ရှိရင် raw goal goal assist ဆိုလို့ရှိရင်6ချိန်လုပ်နိုင်နေတဲ့အတွက်စုစုပေါင်း raw ပါဝင်ပတ်သက်မှုကဒါ14ချိန်တိရှိလေပေါ့နော်တစ်ဖက်ကကျွန်တော်တို့ရဲ့ trend alexander arnold အနေနဲ့ဆိုလို့ရှိရင် string row 4 row နဲ့ပြီးသားလို့ရှိရင် assist start 9ချိန်ဖြစ်တဲ့အတွက်17ချိန်ပေါ့နော် frame bound ကနည်းနည်းလေး attack တင်ပိုင်းမှာပို့ပြီးတော့ statistics ကပို့ပြီးတောင်းပန်နေနေထားတွေမှာရှိနေရတော့ကျွန်တော်မြင်တွေ့ကြရတယ်တခြားကျွန်တော်တို့ chance ကြီးမယ်ဆိုလို့ရှိရင် big chance မှာတော့ဒါ track alexander arnold ပို့ပြီးတော့ ground တယ်တခြား final third မှာ accuracy ဖြစ်တဲ့ဟာတွေ opposition half ထဲမှာ accuracy ဖြစ်တဲ့ဟာတွေ crossing နဲ့ long ball တွေ dribble အထူးသဖြင့်တော့ဒါ frame bound က trend ထပ်ပို့ပြီးတော့တားတဲ့အနေထားတစ်ခုကတော့ dribble ပေါ့နော် dribble မှာဆိုလို့ရှိရင် successful dribble ပါ game မှာဆိုလို့ရှိရင် frame bound က0.69ရှိပြီးတော့ဒါ trend က0.51ပဲရှိတဲ့အနေထားမှာရှိရပေါ့နော်အဲ့အတွက်ဆိုလို့ရှိရင်နှစ်ယောက်ရဲ့တစားပုံစံတော့ဒါတိုက်စစ်အာတန်နာခြင်းတော့တူတယ်ဒါပေမဲ့လည်းမတူညီတဲ့ပုံစံတွေနဲ့တစားမဲ့အနေထားရတော့ကျွန်တော် တော့မြင်တွေ့နေရတယ်ပြီးသားလို့ရှိရင်နောက်ထပ် draw ချမှုရှိမဲ့အနေထားတော့တစားသမား2ယောက်ရဲ့ heat map ပေါ့နော် heat map ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် track အနေနဲ့ကဒါတောင်ပံတောက်လျှောက်တော့ပြီးသားလို့ရှိရင်ကွင်းလယ်ပိုင်းကိုပို့ပြီးတော့ဝင်ပြီးတစားတဲ့အနေထားရတော့ကျွန်တော်တို့ heat map ကမြင်တွေ့နေရတယ်ဒါ frame bound တော့တစ်ဖက်မှာဆိုလို့ရှိရင်တောင်ပံမှာပဲအတက်အဆင်များများနဲ့ပို့ပြီးတော့တစားတဲ့အနေထားမှာကျွန်တော်မြင်တွေ့နေရတယ်အာဒါကျွန်တော်ရဲ့ personal preference အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် classic တစားသမားတရားအထူးသဖြင့် side bet ဒါမှမဟုတ်ရှင် win bet နေရာမှာတစားရမယ်တစားသမားတရားဆိုလို့ရှိရင်ဒါ attacking sense ရတဲ့တစားသမားတွေလို့ကျွန်တော်တို့ပို့ပြီးသ ဘောကြရတယ်။ဒါပေမဲ့လည်းလက်ရှိအနေထားအရပေါ့နော်စဉ်းစားစရာလိုတာကဒါ frame bounder သူ့ရဲ့အားသာတဲ့နေရာဒါဆိုလို့ရှိရင် trend လိုမျိုး right back ကစားသမားလို့ပြောလို့မရဘူးသူ့အနေနဲ့ကဒါ right wing back ကစားသမားမျိုးဖြစ်တဲ့အတွက်သူတို့ပို့ပြီးတော့ position ရအရှိတို့ပို့ရောက်တဲ့အနေထားရလို့ကျွန်တော်မြင်တွေ့နေရတယ်ပေါ့နော်ပြီးသွားလို့ရှိရင်နောက်ထပ်တစ်ချက်စဉ်းစားရမှာကအသင်းရဲ့အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ Mohamed Salah ရဲ့ဒါ defensive wall လုပ်တွေကို short ချနေတဲ့အနေထားမှာဆိုလို့ရှိရင် frame bounder လိုမျိုးတိုက်စစ်တို့ပို့ပြီးအားတန်တဲ့ကစားသမားအနေနဲ့ဆိုလို့ရှိရင်အဆင်ပြေနိုင်မလားဆိုတဲ့ဟာကကျွန်တော် တို့စိတ်ဝင်စားဖို့ထောင်းတယ်။တစ်ဖက်မှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ရဲ့ဒါလက်ရှိကြံနေမဲ့ right back player ဆိုလို့ရှိရင်ဒါ Connor Bradley Connor Bradley နဲ့ Jeremy Frimpong နှစ်ယောက်ဆိုလို့ရှိရင်တော့ဒါအသင်းရဲ့ညာချမ်း transit ကမဆိုးလာတဲ့အနေထားပြီးသားလို့ရှိရင်တော်တော်လေးတို့သဘောကျစရာထောင်းတဲ့အနေထားထို့လို့တော့ကျွန်တော်တို့ကတော့သုံးသက်ချင်တယ်။အဲ့အတွက်ဆိုလို့ရှိရင်ဒီ video လိုကြည့်နေတဲ့ပေးသက်တဲ့အားလုံးနေနဲ့ဆိုလို့ရှိရင်လည်း Frimpong နေနဲ့ Liverpool အသင်းမှာအသားချနိုင်မလားပြီးသားလို့ရှိရင်ဘယ်လောက်ခြေစွမ်းပြနိုင်မလဲဒါမှမဟုတ်ရှင်ဒီထွက်နေတဲ့ rumors တွေကတော့တကယ်ဖြစ်နိုင်မလား Liverpool သင်းတော်တကယ်ရောက်နိုင်မလားဆိုတဲ့ဟာတော့တစ်ချက်လောက်လေးဆွေးနွေးပြပါအောင်နော်ဒီ video ီဒီယိုလေးတော့ဆုံးဖြတ်ကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်